ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်တင်မိုးခိုင်ပါဒေါ်တင်မိုးခိုင်ဟုတ်ကဲ့ပါကောင်းပြီ52နှစ်52နှစ်ဟုတ်ပြီဟုတ်ဈေးရောက်ပါတယ်တဲ့ဘာရောက်နေတော့မပြောဘူးလားဟိုပါလေအိယာချင်းတောင်ဆောင်းတဲ့ဩကောင်းတာပေါ့ဟုတ်ကဲ့ပါဆရာကြီးတက်ရှင်းတာပဲလေဟုတ်ကဲ့ပါဆရာကြီးအစားတော့ဒီဆိုတော့စဉ်းစားစရာပါတယ် ဟုတ်ကဲ့ပါဆရာ။ကျွန်တော်တို့ဘီဒါကောင်းပါလေ။ဟာမွန်ပြည်နယ်မှုတုံပါပါ။ဟုတ်ပြီဗျာ။ဟုတ်ကဲ့။ဆရာကြီးရှင်းနဲ့တွေးဆုံးတာတစ်နှစ်ကျော်ပါပြီတဲ့။အခုသူ့တက်ကဘယ်လောက်လဲ။57ဆရာကြီး။ဟုတ်တာတော့ဘာဝကြပါလေဟုတ်ကဲ့ဆရာဒါပုံမှန်ပဲကောင်းတယ်ဟုတ်ကဲ့အခုသူဖြစ်နေတာကချမ်းသလိုအေးသလိုဖြစ်ပါတယ်တဲ့အဲ့ဒါတော့ဟိုဘယ်လိုပြောမလဲသွေးဆုံးကြိုင်လာတာပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါတော့အမျိုးသမီးတိုင်းသွေးဆုံးပြီးရင်စေးကြမ်းနေမှာဆိုပူတုံချမ်းတုံနဲ့ဟုတ်ကဲ့ဆရာ အခုပူလာတယ်အခုနော်ပူလာလို့ရက်မခန့်နဲ့ပန်ကန်နဲ့မနေလိုက်နဲ့အဲတန့်ချမ်းသွားပြန်အောင်ဟုတ်ကဲ့ပါဆရာကြီးချမ်းသွားလို့ဆောင်ချိုးလိုက်အင်ဂျင်ဝင်လိုက်ချွေးတွေပြက်ပြက်ပြက်ထွက်လာပြန်အောင်အဲ့ဒါအမျိုးသမီးနဲ့အမျိုးသားတွေမှာအမျိုးသမီးတွေရဲ့အခက်ခဲကအဲ့ဒါပဲဟုတ်ကဲ့ပါဆရာကြီးရက်ခေါ်တော့ဘယ်လိုပြောမလဲမိရချမ်းခေါ်တာပဲမိရချမ်းပေါ့ဟုတ်မိချမ်းထားတာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့အဲ့ဒါအတွက်အကောင်းဆုံးဘာလုပ်ရမှာလဲဆရာကြီးရေလို့ မေးချင်ရှာမယ်ဟုတ်ကဲ့ပါဆရာကြီးအခြားသူတွေမေးချင်ရှာမယ်အားလုံးဖြည့်ပြောချင်တယ်နော်အဲ့ဒီအသက်90ကျော်လာပြီဆိုရင်နော်စိတ်ပင်ပန်းတာလူပင်ပန်းတာတိတ်ပင်ပန်းမခံပါနဲ့ဟုတ်ကဲ့ပါဆရာကြီးဟုတ်နံပါတ်1ကအဆက်နဲ့အကျော်တွေကိုရှောင်ပါနော်ဟုတ်ကဲ့ပါဆရာကြီးနံပါတ်3အချင်းနဲ့အခါကိုလက်မနေတန်းစားပါဟုတ်ကဲ့ပါဆရာကြီးနော်အိတ်တဲ့အခါမှာမှုရတော့နော် ထူထဲတဲ့အပူအောင်းနဲ့အိယာနဲ့မအိပ်ပါနဲ့အကယ်၍မှုရောအဖေကအသေးကခဲ့ရင်မှုရပေါ်မှာပြင်ပြူပြဟုတ်ကဲ့ပါဆရာတုံးချက်လောက်ထပ်ခင်လိုက်ပါဟုတ်ကဲ့ပါဆရာခုဆရာဆိုအောက်ကရင်းရှိဒါပေမဲ့လို့ပြင်ပြူပြကြီးပဲတုံးချက်လောက်ခင်လိုက်တယ်ဟုတ်ကဲ့ပါဆရာအဲ့ဒီအပြင်ကိုခါအောင်မှာအတူလေးတစ်ခုတွေ့လားထပ်ထင်ခင်ဟုတ်ကဲ့ပါထပ်ခင်လိုက်တယ်လက်တွေ့အိတ်ကြီးပါလက်တွေ့အိတ်ကြီးတော့ဘာထူးခြားချက်တွေ့ရလဲဆိုရင်တိတ်ပူတဲ့အချိန်မှာအေးနေတယ် အေးတဲ့အချိန်မှာနှွေးတယ်ဗျနှွေးတယ်ပေါ့ဟုတ်ကဲ့ပါဆရာကြီးတင်ပြပြရတာလူကျမ်းမာရေးတော်တော်တော်အထောက်ပံ့ပြုပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးသူရေးထားတာလေးဆက်ဖတ်ပြပါမယ်ကောင်းပြီတခါတလေတဲ့ချွေးထွက်ပြီးအေးတယ်တဲ့တခါတလေတဲ့စိတ်ထဲအလိုလိုနေရင်ကြောက်တယ်တဲ့အဲ့ဒီလိုဆိုတဲ့အကြောတက်ပြီးတဲ့နေရခက်ပါတယ်ရှင်ဟုတ်အဲ့ဒါသွေးဆုံးကြိုင်တာပါသူမြေဟုတ်ကဲ့ပါဆရာကြီးသွေးဆုံးကြိုင်တဲ့အရွယ်တွေကအမျိုးသမီးပါလေဟုတ်ကဲ့ပါဆရာကြီးဝင်းနေခြင်းဝင်းတာခြင်းလည်းဖြစ်တတ်တယ် ဟုတ်ကဲ့ပါဆရာကြီးတခါလေးဒီအနေနဲ့ငိုချင်းစိတ်တွေလည်းပေါ်လာတတ်တယ်ဟုတ်ကဲ့ပါဆရာကြီးသူတဘာဝနော်ဟုတ်ကဲ့ပါဆရာကြီးတခါကျတော့ရှင်အလကားနေအတွေးတွေရှောင်နေချဲ့နေရတော့ငငယ်တော့ကိုယ်နဲ့မတိတ်ခဲ့တဲ့လူနဲ့ရန်ဖြစ်ချင်နေတယ်ဟုတ်ကဲ့ပါဆရာကြီးနော်အဲ့ဒါတွေဟာကိုကိုပြန်ပြီးစင်ကြလိုက်လို့ရှင်အဲ့ဒီတွေးနေလို့ကို့အတွက်ဘာအကျိုးရှိမှာလဲဟုတ်ကဲ့ပါအကျိုးရှိမှာကနော်ကောင်းမှုကုသိုလ်လို့လူစရာရှိတာလူ တကြီးရွယ်ဦးများကူညီထောက်ပံ့နော်ချူတဲ့တဲ့ကလေးများကူညီထောက်ပံ့အဲ့လိုကုသိုလ်စိတ်ပေါ်ဆိုချင်တာကုသိုလ်စိတ်နဲ့ရှင်သာအောင်နေတတ်ခြင်းဟာဘဝရဲ့ရှင်သန်ခြင်းပဲဟုတ်ကဲ့ပါဆရာနော်စိတ်ကူးလိုက်တိုင်းကုသိုလ်ဖြစ်မဲ့စိတ်ကိုကူပါအဲ့လိုအကုသိုလ်ဖြစ်မဲ့လောဘတို့ဒေါသတို့ပြတ်ထလာတဲ့ပန်သမျစင်ခြင်းပါလို့အကြံပြုချင်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်း ဘုရားရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမထူးမြတ်တရာယွန်းထူးမြတ်တရာယွန်းယွန်းဟုတ်ပြီ16နှစ်စနေသမီးရှိဖို့အများပဲဟုတ်ကဲ့ဆရာကြီး16နှစ်ပါကျောင်းသူပါမြောက်ဥကလာပါဟုတ်ပြီဗျာဆရာကြီးရှင်တဲ့သမီးတဲ့နှာခေါင်းအမြဲလိုလိုပိတ်နေတာတစ်နှစ်နီးပါးရှိပါပြီတဲ့ဟုတ်ပြီဆရာဝန်ညွှန်ကြားတဲ့ဆေးတွေတောက်ပေမဲ့တဲ့တိတိတသားတဲ့တိုးတက်မှုမရှိလို့ပါတဲ့ဟုတ်ပြီ အဲနှာခေါင်းပိတ်ထားလေဟုတ်ကဲ့ဆရာကြီးတချို့ကဇုံပိတ်ထားတယ်မြတ်ဟုတ်ကဲ့ဆရာကြီးဇုံပိတ်ရင်ပါးစပ်နဲ့အသက်ရှူရတယ်ဟုတ်ကဲ့ပါချို့တစ်ဖက်ပိတ်တစ်ဖက်ပွင့်တစ်ဖက်ပိတ်တစ်ဖက်ပွင့်သမားနဲ့တက်တာတယ်ဟုတ်ကဲ့ပါဆရာကြီးချို့ပိတ်တယ်ဆိုတကယ်ပိတ်ကြအကျပါးစပ်နဲ့ရှူရင်အာ၆ပြီးမောတာပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုဖြစ်လာဘာလို့အောင်လဲဆိုရင်ရေတဝါတောက်ထားမျိုးမလို့ရေလေးငုံငုံပိတ်ဟုတ်ကဲ့ပါဆရာကြီးနော်နောက်အသက်ရှူတဲ့အခါမှာတန့်တဲ့နေရာလေးရှာရတယ်ဟုတ်ကဲ့ပါဆရာကြီးတန့်တဲ့နေရာရှာတယ်ဆိုတော့အပြင်ထွက်ရှာစရာမလို့ ်ကိုယ်အိမ်ထဲမှာဥမာမိဖို့ကြောင်းနဲ့ထမင်းစားတဲ့နေရာဘယ်ရက်တက်ထမင်းစားကန်တန်လားဆရာအဲ့အခုထမင်းစားတဲ့နေကိုအေကန်ဘယ်ရက်တက်အေကန်ပူတန်လားဆရာအေကန်နဲ့အေကန်ဘယ်ရက်တက်မလဲအေကန်ပူတန်เออมะไอ้เอกันเนี่ยพยากรรมเบยปูตัดมะพยากรรมปูตัดมะเสียกูไอ้เนี่ยมาดิกูไอ้ลูกอัตถชูชูอ่ะนี่เล่จิรออกมั้ยสวยเบเนียนี่อตันซงเลยลูกยวยอ่ะบ่ ဟုတ်ကဲ့ပါဆရာဆရာဆိုဆိုလို့ရှိရင်အခုဆရာအိမ်အပေါ်ဒါရှိတယ်မလားဟုတ်ကဲ့ပါဆရာအပေါ်ဒါတယ်လို့ရှိရင်အပေါ်ဒါမော်ဗရန်ဒါလေးရှိတယ်ဟုတ်ကဲ့ဆရာအဲ့ဒီဝရန်ဒါလေးကအောက်ကကားတွေသွားမယ်အဲ့ဒီကားအခုလည်းအပေါ်မရောက်ဘူးဟုတ်ကဲ့ဆရာချဲကြပြုတ်ကြတဲ့ဘေးပတ်ပတ်လည်းအိမ်ကညှို့နှံ့နေလေပဲမရှိဘူးအပေါ်မှာမတက်ဘူးဟုတ်ကဲ့ဆရာအဲ့ဒီနေရာမှာတက်ရတော့ဘာလဲထူးကြလဲဆိုရင်မနေ့ပိုင်း9:00နဲ့10:00ဆိုနေအောင်လေးလည်းပဒင်းမောက်ကဝင်လာတယ် ဟုတ်ကဲ့ပါဆရာရှင်။နော်နေမှာလည်းဗီတာမင် D ရတာ哦။ဟုတ်ကဲ့ပါ။အဲ့ဒီနေရောင်လေးရတဲ့နေရာမှာထိုင်ပြီးတော့များအသက်ဝဝရှူလိုက်ရင်မိုးကိုပြေးသွားတာတမီးရ။ဟုတ်ကဲ့ဆရာ။အသက်ဆိုတာဘယ်ဟာကိုခေါ်တာလဲ။လေးကိုခေါ်တာပါဆရာ။လေးကိုခေါ်တာပဲ။ဟုတ်ကဲ့ဆရာ။အဲ့အသက်ကိုမှန်မှန်ရှူရဖို့လိုတယ်။ဟုတ်ကဲ့ပါဆရာ။ဒါပေမဲ့သတိမထားလို့သတိထားကြည့်ရင်စိတ်ကစိုးရိမ်လာတဲ့အခါတို့ကြောက်ကြလာတဲ့အခါတို့ကြောက်လာတဲ့အခါတို့အခက်မသိလာတဲ့အခါကျရင် ်အသက်ရှူရအောင်ထားတတ်တယ်ထောက်တယ်ဆရာကြီးဟာအသက်ရှူရအောင်ထားတတ်တယ်အဲ့ဒါအန္တရာယ်များတယ်ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်အသက်ဆရာလေးဖြစ်ကြောင်မလို့မှန်မှန်ရှူတဲ့အကျင့်တော့ပါတတိထားရှူပါတန်တတ်နေရာမှာရှူပါနှာခေါင်းအားရှူသွင်းပါပါးစပ်ကထုတ်ပါဝါအောင်ရှူပါတကြိမ်ကိုတကြော့ကိုအကျင့်20လောက်ရှူပါဟုတ်ကဲ့ပါဆရာနှစ်နာရီနေတစ်ခါလောက်ရှူပါ အဲ့ဒါကြီးကိုတခါလေလူရှိမှကတော့ဟာအလုံနေဘူးမဟုတ်ဘူးမဟုတ်ဘူးဟုတ်ကဲ့ဆရာကိုထိုင်နေလဲကိုကိုအသိဉာဏ်နဲ့ကိုဟောရှူသွင်းနေပြီပါးစကားထုံးနေပြီမစကားပြောနေလဲပဲပြောရင်းနေပဲဩရှူသွင်းနေပြီထုံးနေပြီအဲ့လိုအမှတ်တင်ညာလေးနဲ့ပေါ့ဟုတ်ကဲ့ပါနေခြင်းအဖြစ်ကျမ်းမာရအကုန်ကြမများပဲနဲ့ကျမ်းမာလာပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာနှာပိတ်တာအတွက်ကတော့ ဆရာကြီးတို့စာသင်တော့ကပြောတယ်အစာမကြေတာနေပြီးတော့ဟုတ်ပါတယ်ဟုတ်အဲ့ဒါတော့လေသမီးအထူးသဖြင့်လေစကြောင်းပေါ့နော်ဟုတ်ပိတ်ထားများသွားဖြစ်တော့အေးလို့ပိတ်ထားရှိတယ်ပူလို့ပိတ်ထားရှိတယ်ဟုတ်ကဲ့ဆရာအေးလို့ပိတ်ထားကတော့နည်းပါတယ်ဟုတ်အခုခေတ်မှာအတွေ့အကြုံအတွေ့အကြုံအတွေ့အကြုံရဟုတ်ကဲ့အပူတွေများလို့ပိတ်ထားဟုတ်ကဲ့ပါဆရာကြီးနေဘူးစက်ခါးလေးသွားမယ်ထိမပါဘူးเนาะအစင်းကြီးအားနေလာပြီဆိုရင်အဲ့ဒါပိတ်လိုက်မယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာအဲ့ဒီခါကျလို့ရှင်ဘာလုပ်မလဲဆိုနှစ်ဖူးနဲ့နှာခေါင်းလေးကိုဒီပုံကလားတနခါကရမဲလေးလိမ့်ပြီဟုတ်ကဲ့ပါဆရာကရမဲရှိကရမဲကတော့ပူကရမဲရှိတနခါပေါ့တနခါတော့အိမ်နိုင်ရှိတာဟုတ်ကဲ့ပါဆရာနှစ်ဖူးရဲ့နှာခေါင်းရဲ့ဟုတ်ကဲ့ပါဆရာတီရှိတ်တီရှိတ်အင်္ဂလိပ်စကားလို့တီရှိတ်လို့အဲ့လိမ့်ပြီဟုတ်ကဲ့ပါဆရာစူစူကြီးမထားတဲ့ချောင်းအောင်ပေါ့ဟုတ်ကဲ့ပါဆရာပြီးအသက်ကိုနှာခေါင်းနေဖြည်းဖြည်းချင်းရှူသွင်းပါဇက်ကပြန်ထုတ်အကုန်ထုတ် ရှူသွင်းပြည့်အောင်ရှူသွင်းပြန်ထုတ်အဲ့ဒါတခါလို့ရင်တချို့မှာအကြိမ်20လောက်ဟုတ်ကဲ့ပါဆရာကြီးနှစ်နာရီသုံးနာရီနောက်နေတခါလို့ဟုတ်ကဲ့ပါဆရာကြီးကိုယ့်မှာကိုယ်ထိုင်နေလဲလို့လေးတန်းတဲ့ရတဲ့နေရာလေးမှာလှုပ်ချင်အဖြစ်ဒီယောဂါဘာမှအကုန်ကြမများဘဲနဲ့တက်တော့တက်တာဖြစ်မှာပါလို့မေခွန်းရှင်ရောနာတော်ရစင်သူတွေရောအကျိုးရှိအောင်ဆရာမျှဝေလိုက်ပါရဗျာပြည့်ရစွာ ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်ပါရရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်ဆိုးဆိုးပါဟုတ်ပြီ38နှစ်ပါဆရာကြီးဟုတ်ပြီရွှေညောင်ရပါရွှေညောင်ဆိုတော့ညောင်ရွှေလို့ရွှေညောင်ရွှေညောင်လေးပါအင်းလေးပေါ့အမေဟုတ်ကဲ့ဆရာ marketing အလုပ်ပါတဲ့သူ့ရဲ့အလုပ်က marketing ကတနေကုန်လမ်းလျှောက်ရတာပါတဲ့အဲ့ဒါလည်းကောင်းလည်းကောင်းတယ်ဒါပေမဲ့သမီးက တနေ့ကလမ်းလျှောက်ရတာဆိုအဲ့ဒီနေရာဒီမှာအကယ်၍ပေါ့နော်ဟုတ်ကဲ့ဆရာစိုက်တွဲလေးတို့စပိန်လေးတို့ရှိမယ်ဆိုရင်လည်းပဲတွေ့သုံးတယ်ဟုတ်ကဲ့ပါဆရာနော်လမ်းလျှောက်တာလည်းကောင်းတာပါပဲဟုတ်ကဲ့ဆရာဒါပေမဲ့လိုအပ်တဲ့ပိုပြီးလျှောက်လာတဲ့အခါကျတော့ဟုတ်ကဲ့ပြင်ပန်းမယ်ဟုတ်ကဲ့ပါဆရာနော်ဘာမဆိုမျှတာအောင်နေတာကောင်းတယ်လေဟုတ်ကဲ့ပါဆရာဆရာကြီးရှင်နဲ့တွေးအတက်ကြမြန်နေလို့ပါတဲ့ အခုရက်ပိုင်းနဲ့နှလုံးခုန်လေးမြန်နေပါတယ်တဲ့ဟုတ်ပြီနေ့လေစာကိုလည်းတဲ့ကြုံတလို့စားနေရပါတယ်သူ့အသက်ကဘယ်လောက်လို့ပြောလဲ38ပါဆရာကြီးဒီရက်ကကြမ်းမာမှာเนาะကုညီပါအောင်ရှင်းဟုတ်ပြီအဲ့ဒါကုညီပါဆိုရင်တော့ဆရာအကြံဉာဏ်ပဲကုညီနိုင်မှာဟုတ်ကဲ့ပါဆရာဆောင်ရမှာကုတိုင်းပေါ့ဟုတ်ကဲ့ပါဆရာနေ့လည်စာစားတာချင်းအတူတူစိုင်မာဝင်ထိုင်စားမယ်ဆိုတော့ဟုတ်ကဲ့ပါဆရာနေ့လည်စိုင်မာစားမှာဟုတ်ကြိုက်တာနဲ့မစားနဲ့လေဟုတ်ကဲ့ပါဆရာတင့်မြတ်တာနဲ့စားလေဟုတ်ကဲ့ပါ နှစ်လက်မလောက်ရှိရဲ့ရှာလေးကိုလူလိုက်ရဲ့တလုံးတော့ခန္ဓာကိုယ်ဒုက္ခရောက်သွားတယ်။ဟုတ်ကဲ့ပါဆရာ။ဒါပြင်ဆရာရဲ့ဘယ်ဟာသိမြတ်တယ်လဲ။ဘယ်ဟာမသိမြတ်ဘူးလဲလို့မေးရင်အခုအခုဆရာရဲ့ဖြစ်မှာတရားမှာတရားတရားအခုခင်မပူစာအကျော်စာတွေမတည်ဘူး။ဟုတ်ကဲ့ပါဆရာ။မြူဒီဆက်ဆက်နဲ့စားတာလို့ကျွညောင်ကြော်တာလို့ရှောင်းပါ။ဟုတ်ကဲ့ပါ။အချင်းနဲ့အခါအချင်းလည်းအချင်းပြော့ပြော့ပေါ့နော်ရှောင်းတံမြာတိအချင်းမဟုတ်ဘူးဟုတ်ကဲ့ပါဆရာ ချိန်ကျင်တို့မကြီးဖြော်ရည်တို့တိစုပ်ချင်းတို့အချင်းမျိုးစားပါအခါမှာလည်းပဲကြောင်ရှားဓမ္မရေးရုပ်ကဲ့သို့ပူကားမစားပါနဲ့ဟုတ်ကဲ့ပါဆရာရင်မဲစီလီခွေးတော့ပေါ်ပန်းမြူနည်းနေကဲ့သို့အခါလေးကိုမျှတအောင်စားပေးကြဖြင့်အစာကွက်စီးဖြစ်ပြီးတော့တမိအတွက်အကုန်ကြမများပဲကျမ်းမာမှာပါလို့ဘေကွန်းရှင်ရောနာသရဆင်သူတွေရောလိုက်နာသူတွေပါညဝေလိုက်ပါလေဗျာဟိုတော့ဟိုကျောင်းက သုံးနိုင်စကားမှာ DTC ရလွတ်တယ်လေဟုတ်ကဲ့ဆရာရှင်စီကန်းကိုဆရာ၄နိုင်သောထားရတယ်ဟုတ်ကဲ့ပါဆရာရှင်ဟိုရန်ကုန်တက်ကတူရမှာပေါ့နော်အိမ်မဲကြီးအိမ်မဲကြီးခေါ်တဲ့အိမ်ကြီးမှာပေါ့နော်ဟုတ်ကဲ့ပါဆရာရှင်အဲ့မှာထိုင်တယ်ထိုင်ပြီးရင်ဆရာရဲ့ဆရာကြီးကမြင်ညာနေအဲ့ရပြီးရင်ငါရှိလာခဲ့ကွာဟုတ်ကဲ့ဆရာရှင်ကျော်လမ်းလျှောက်ချင်တာဟုတ်ဟုတ်ကဲ့လမ်းလျှောက်တာလည်းတယောက်ထဲကြလို့ရှင်မကောင်းဘူးဟုတ်ကဲ့ပါဆရာအဖော်လေးနဲ့ပေါ့နော်ဟုတ်ကဲ့ပါဆရာလာကွာဆိုတော့အဲ့ဒါရေတံမူလေး ဘူးအသေးတယောက်တဘူးကြိုင်တာဟုတ်ကဲ့ပါဆရာဟိုးပဲကန္နာဘက်ကိုတက်ကန္နာဘက်မှာဘာမှမရှိဘူးရှောက်လိုက်စကားလေးပြောလိုက်ရှောက်လိုက်စကားလေးပြောလိုက်တခင်ပြပန်းကြံရောက်တဲ့ခါကျတော့ကဲမင်းလမ်းမလျှောက်ခဲနဲ့လမ်းလျှောက်ပြီးဘာထုလဲစဉ်းစားစမ်းနေတယ်အဲ့လိုပြောတယ်ဟုတ်ကဲ့ဆရာပို့သွားတယ်ဆရာကြီးရလို့ဟုတ်ကဲ့ဆရာလမ်းလျှောက်ရတာကပို့သွားတယ်ဆိုရင်အေးအဲ့ဒါလမ်းလျှောက်တာလေကျမ်းမာခြင်းတော့တပါးပဲကွာ ဟုတ်ကဲ့ဆရာ။အဲ့တော့နေတဲ့ရှောက်ဖို့ဆိုတော့အကြောင်းမြင်ရဘူးတဲ့။ဟုတ်ကဲ့ဆရာ။တပတ်ကို၃ရက်လောက်တို့ဆရာတွေရှောက်မယ်တဲ့။ဟုတ်ကဲ့ဆရာ။အဲ့တော့ဆရာကြီးဥရှိအောင်နော်။ဟုတ်ကဲ့ဆရာ။နိုင်မဲ့ဗုဒ္ဓကြီးရဲ့ဆရာကြီးဥရှိအောင်။ဟုတ်ကဲ့ပါသိပါတယ်ဆရာ။ဆရာသိကြည်ညိုတာ။ဟုတ်ကဲ့ပါဆရာ။အဲ့တော့ तू तू နဲ့သွားလို့ရှင်အဲ့လိုဗုဒ္ဓလည်းအများကြီးอ่ะ तू လည်းလမ်းလျှောက်တယ်။ဟုတ်ကဲ့ပါဆရာ။အဲ့ဒီတေဟရဗဉ္ဇရောက်ပြီဆိုရင်ကဲမင်းလည်းမင်းအိမ်ပြန်တော့ငါလည်းငါအိမ်ပြန်တော့မယ်ဆိုတော့ နှုတ်ဆက်ကြတာပေါ့နော်ဟုတ်ကဲ့ပါဆရာကျွန်တော်ပြောလို့တဲ့စကားလုံးလေးကခုနသတိပြောလမ်းလျှောက်တာကိုဟုတ်ကဲ့ပါဆရာအားပေးတယ်ဟုတ်ကဲ့ဒါပေမဲ့မလို့အဖက်နဲ့ပူလျှောက်ထားကြတော့လေပဲဟုတ်ကဲ့ဆရာကျမကြီးချူတဲ့သွားတတ်တယ်ဟုတ်ကဲ့ပါဆရာလျှောက်တဲ့နေရာဒီတက်ပြတ်မှုလိုပါတယ်ခုနလျှောက်တဲ့အဖို့ကောင်းလဲရဖို့လိုပါတယ်ဟုတ်ကဲ့ပါဆရာလျှောက်ချင်စိတ်ရှိအောင်ကိုယ်စိတ်ထဲမှာဒီချိန်ကျရင်ဆရာကြီးနဲ့သွားရင်တော့ကိုတိကျတယ်လဲမေးလို့ရတယ် ဟိုစိတ်ရှိလက်ရှိဖြည်တယ်အဲ့လိုလျှောက်တဲ့အဖို့ကောင်းရအောင်လမ်းတော့လျှောက်တယ်လျှောက်ပြီးတော့စားတော့ဆန်ရှာပြီးစားပဲနော်ပြီးရင်ညကျတော့ကောင်းကောင်းအိပ်မယ်နောက်နေ့မနေ့ကျတော့ထားတယ်နဲ့ရှောကထူလာပြီဟုတ်ကဲ့ပါဆရာအဲ့ဒါကောင်းသောလမ်းလျှောက်ခြင်းဟုတ်ပါမလားမဟုတ်ပါဘူးဆရာကျောင်းကောင်းသောလမ်းလျှောက်ခြင်းကောင်းသောအိပ်စက်ခြင်းကောင်းသောနားနေခြင်းကောင်းသောအသက်ရှူခြင်းကောင်းသောအလုပ်လုပ်ခြင်းဆိုတဲ့ ောင်းမြတ်တဲ့အလုပ်တွေနဲ့နေခြင်းအပြင်အားလုံးသူတို့ကောင်းနေဖြစ်ကြပါစေလို့ဆရာကကူညီလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းဖျားရှင်းကြပါစေ